Hello အားလုံးမိတ်မင်္ဂလာပါဒီနေ့မှာတော့ Aspirant Event လေးရတယ် Origin နဲ့ Server ကိုပြန်လည်ပြီးတော့ရရှိလာတော့မှာဆိုတော့ Event Release Date တွေပြီးတော့ Free Token Phase 1 Phase 2လာမယ့်ရက်လေးတွေဒါတွေအပြင် Event Detail လေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရဆိုရင် Video လေးကိုအဆုံးထိကြည့်ဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ရဲ့ Channel လေးကိုလည်း Subscribe လုပ်ထားသေးလို့ဆိုရင် Subscribe လုပ်ထားကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ Video လေးကိုဆက်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီ Event လေးကဒီလ16ရက်နေ့မှာရောက်ရှိလာမှာပဲဖြစ်ပါတယ် အဲရောက်ရှိလာတဲ့အခါမှာလည်းအားလုံးသိကြတဲ့အတိုင်းပဲဒီ event လေးကဘင်ကို event လေးဖြစ်ရရောက်ရှိလာမှာဖြစ်ပါတယ်။ဒီ event လေးက Aspirant 3.0 event ဖြစ်တဲ့အတွက်အဓိကအနေနဲ့ပါဝင်လာမယ့် skin တွေကတော့ Leslie နဲ့ Changel skin ဆိုပြီးတော့နှစ်ကောင်နဲ့ပါဝင်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီ event ဘင်ကို event ဖြစ်တဲ့အတွက်တခြား normal skin, special skin, elite skin Epic Skin နဲ့ Lucky Box Skin တွေလည်းပါဝင်လာအောင်ပါပဲဖြစ်ပါတယ်။အဲ့ဒီ Skin တွေကတော့အတီးကြသိကျင်နေဆိုရင်ထွက်လာတဲ့နေ့မှာပဲအတီးကြစောက်ကြည့်ဖို့အတွက်ကိုပြောချင်ပါတယ်။ Bro တို့ကဒီ event ကိုတစ်ချိန်ချင်းစီလဲ့မယ်ဆိုရင်တော့ Diamond က210စီကုန်ကြမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ Daily 50% off နဲ့လဲ့မယ်ဆိုရင်တော့ Bro အနေနဲ့ Diamond က105လုံးပဲကုန်ကြမှာပဲဖြစ်ပါတယ်။အဲ့လိုပဲ၁ချိန်လှည့်မယ်ဆိုရင်လေ bro အနေနဲ့ diamond က2100ဒီကုန်ကြမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ပထမဆုံး၁၀ချိန်ကတော့ bro အနေနဲ့ diamond 1050ရဲ့နဲ့လှည့်လို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒါလေးကတော့မစိုးပါဘူးဒါလေးကတော့ရှေ့ event တွေမှာလည်းဒီလိုပဲ bro လည်းတည်နေတော့ပြီလို့တော့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့ဆက်ပြီးတော့ပြောရမယ်ဆိုရင်တော့ bro အနေနဲ့ဆက်ကလှည့်ပြီးတိုင်းမှာဘင်ကိုတစ်ခုရရှိမယ်ဘင်ကို၃ခုတန်းပြီဆိုတာနဲ့ aspirin skin နှကောင်ရရှိနိုင်မှာပဲဖြစ်ပါတယ်ဒါပေမဲ့ bro အနေနဲ့ဘင်ကို၃ခုတန်းဖို့ဆိုတာအနည်းဆုံးအခါ30အများဆုံးအခါ80အထိလှည့်ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ event တော့ဈေးကြီးတယ် အဲ KOF event ထက်တောင်ပို့ပြီးတော့ဈေးကြီးတယ်လို့တော့ပြောလို့ရမယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့ bro အနေနဲ့လိုချင်တယ်ဆိုရင်တော့အခုတွေရပြီးတော့ diamond ကြီးကျုပ်စုဖို့တော့ကိုပြောချင်ပါတယ် bro အနေနဲ့ diamond မလိုက်နိုင်ဘူးဆိုရင်တော့ epic skin နေ lucky box skin တွေတော့ပဲဂုံးစင်းဖို့တော့ကိုပြောချင်ပါတယ်ကဲဒါဆိုရင်တော့ bro အနေနဲ့ diamond ကြီးကျုပ်စုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးမှာ diamond တွေလာဝယ်လို့ရပြီဆိုတဲ့အကြောင်းလေးကိုလည်းပြောချင်ပါတယ်ကဲဒါဆိုရင်တော့ event လေးအကြောင်းဆက်ပြီးတော့ပြောလိုက်ကြရအောင် ဒီ EVA မှာတခုကောင်းတာတော့ Pro အနေနဲ့ skin တွေကိုအများကြီးဂုံးစင်းလို့ရနိုင်ပါပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဆယ်ကလှည့်ပြီးတိုင်းမှာ Pro အနေနဲ့ normal skin, epic skin, elite skin ဆိုပြီးတော့အနည်းဆုံး skin ကတော့၃កောင်းလောက်ထိကိုပါနိုင်ပါတယ်။အဲ့တော့ပြီးတော့သူကလည်း EVA မှာတရားဝင်ပြောထားတာဆယ်ကလှည့်တိုင်းမှာ epic skin တစ်ကောင်းပါနိုင်တယ်လို့ပြောထားတာပဲဖြစ်ပါတယ်။အဲ့တော့ဒီကတော့လုံးဝ epic skin တစ်ကောင်းကတော့သိကြတယ်။အဲ့တော့ Pro အနေနဲ့ Aspirant skin မလဲနိုင်ဘူးဆိုရင်တော့ epic skin တွေ lucky box skin တွေကို ဝင်ပြီးတော့ကန်ဆန်းနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုပြောချင်ပါတယ်ပြီးတော့စကင်အများကြီးရှိတဲ့လူတွေအတွက်လည်းအဲဒီစကင်ရှိပြီးသားစကင်တွေပြန်ပေါက်မယ်ဆိုရင် free token fragment လေးတွေအဖြစ်ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်အဲ့ fragment နေ30ပြည့်ပြီဆိုတာနဲ့ free token တစ်ခုရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ bingo တန်းဖို့ကပို့ပြီးတော့လွယ်သွားပါလိမ့်မယ်အဲဒီတော့ bro အနေနဲ့ skin လိုက်ချင်တဲ့သူတွေအတွက်ကတော့ skin များများရှိရင်တော့ပို့ပြီးတော့ခွင့်ရတော့များတယ်ကဲဒါဆိုရင်တော့ free token အကြောင်းလေးကိုဆက်ပြီးတော့ပြောလိုက်ကြရအောင် ဒီ event မှာတော့ free token phase 1 phase 2ဆိုပြီးတော့နှစ်ခါလာမှာပဲဖြစ်ပါတယ်။အဲ mission နေနေရတော့ bro နေနေ diamond အများဆုံး250ဒီ recharge မယ် mission ပဲပါမှာပဲဖြစ်ပါတယ်။အဲ့တော့ free token phase 1ကတော့6လပိုင်း22ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပြီးတော့ free token phase 2ကတော့9လပိုင်း9ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပါတယ်။ free token phase 1လာတဲ့အခါမှာအဲ free token စုစုပေါင်း16ခက်ရရှိမှာဖြစ်ပါတယ်။ free token phase 2လာတဲ့အခါမှာ66ကဲရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ free token phase 1 phase 2 total ပေါင်းလိုက်မယ်ဆိုရင်တော့အားလုံးပေါင်း free token စုစုပေါင်း32ကဲထိရရှိနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့အဲ32ကဲဆိုရင်ဘင်ဂို3ခုရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ပြန်တွက်ကြည့်မယ်ဆိုရင်ဘင်ဂို3ခုကို bro အနေနဲ့မြန်မာငွေ3000ကျော်ကျော်လေးနဲ့ရရှိမှာပဲဖြစ်ပါတယ်အခါ30ကိုမြန်မာငွေ3000ကျော်ကျော်လေးနဲ့လှည့်နိုင်မှာပဲဖြစ်ပါတယ် အဲ့တော့ဒီ event မှာ aspirant skin ကောင်းစင်မဲ့ဆိုရင်လည်းရှင်းလို့ရရပါတယ်ဒါပေမဲ့မလိုက်နိုင်ဘူးဆိုရင်တော့ pro အနေနဲ့အဲ့ဒီ epic skin နေ lucky box skin နေတော့ပဲကောင်းစင်ဖို့တော့ကိုတော့ပြောချင်ပါတယ်ဒီလောက်ဆိုရင်တော့ pro အနေနဲ့ event detail လေးကိုလည်းတိလောက်ပြီးလို့ထင်ပါတယ်နောက် video မှာလည်းဒီ event ကောင်းစင်ဖို့အတွက်ဈေးသက်သာဆုံးနည်းလမ်းတွေကိုရှာပြအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဆောက်ကြည့်ပေးဖို့တော့ကိုပြောချင်ပါတယ် ဇေတ္တတာဆုံးနဲ့ယုံကြည်စိတ်ချသောဒိုင်းမွန်းတွေဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးမှာလာရောက်ဝယ်ယူနိုင်ပြီဆိုတဲ့အကြောင်းလေးကိုပြောရင်းနဲ့ပဲဗီဒီယိုလေးကိုဆောင်တက်ချင်ပါတယ်။အဆုံးထိကြည့်ပြီးတဲ့ကြောင့်ရှင်းနေတဲ့အကြောင်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာဆက်လက်ဆောင်တွေ့ကြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။